တီလူလူသမားတွေကမပျော်ရွှင်ရဆုံးပဲတဲ့ကိုကိုကိုအမြဲတတိပေးဖြစ်နေတဲ့စကားပါစပွဲတစ်ခုပေါ်မှာအစားအသောက်မျိုးစုံခင်းကျင်းထားတယ်ဆိုကြပါစို့ဘသူတွေကဘာတွေကိုရွေးချယ်စားတော့မလဲကျမ်းမာရေးကိုတံမိုးထားတဲ့သူကကျမ်းမာစေတဲ့အစားအစာတွေကိုရွေးစားသွားမယ်အလားပါကိုတံမိုးထားတဲ့သူကသူ့သားရေခနာကိုအချိုးစားစားတာတွေကိုထိခိုက်စေမယ်အစားအသောက်တွေမစားဘူး လူဖြစ်တော့ခဏစားကြနာစားတောက်ချက်နာတောက်သွားမယ်ဆိုတဲ့သူကတော့ဘာကိုမှထိုင်းချုပ်နေမှာမဟုတ်ဘူးဒီတော့ရောက်မှာဘသူမှန်နဲ့မားတယ်ပြောဖို့ခက်တယ်ကိုယ့်ရဲ့တံပိုးထားမှုပေါ်မူတည်ပြီးရွေးချယ်မှုတွေလှုပ်သွားကြတာပဲပြဿနာကဘလို့လူတွေလဲဆိုတော့စားကလည်းစားခြင်းဝိတ်ကလည်းမတက်ခြင်းကြမ်းလဲကြမ်းမှကြမ်းနဲ့ဆိုတဲ့ဝေးဝေးဝါးဝါးလူတွေပဲမစားခင်လည်းမပြောရစားပြီးလည်းမပြောရဘူး မစားဘဲနေပြန်တော့လဲစားနေသူတွေကိုကြည့်ပြီးအားကြစားလိုက်မိပြီးတော့လဲကျမ်းမာနေလှနေတဲ့သူတွေကိုအားကြကိုယ့်ပုံကိုချိန်နေရတယ်လို့ကိုမရှိဘူးတပားသူနဲ့နှိုင်းရှင်ပြီးပဲအချိန်ကုန်နေရတော့တာဒီဥပမာကိုဘဝရဲ့တခြားရွေးချယ်စရာဆုံးဖြတ်စရာတွေနဲ့လဲချိန်ထိုးစဉ်းစားကြည့်လို့ရတယ်ကျွန်တော်အမြဲပြောပြနေတဲ့ formula ကတော့ရှင်းတယ် value equal to choice self esteem and happiness ကိုယ့်ရဲ့စံတမိုးတွေနဲ့ရွေးချယ်မှုနဲ့ထပ်တူကြရဲဆို ကိုယ့်ကိုယ်ကိုလေးစားမှုချိန်နှက်မှုပျော်ရွှင်မှုတို့ရလာမယ်အဲ့ဒီနှစ်ခုကြာဌာနချက်ကြီးလေးလေးကိုယ့်ကိုယ်ကိုမလေးစားနိုင်လေးမကြည်ညိုနိုင်လေးမပျော်ရွှင်နိုင်လေးပဲဒါကြောင့်ဘာကိုပဲရွေးချယ်ရွေးချယ်ကိုယ့်ရဲ့စံတမ်းဘူးဆိုတာတွေကိုအမြဲပြန်စင်စားသုံးသပ်ဖို့လိုတယ်ဥပမာဓမ္မနဲ့အဓမ္မ ဖိနှိပ်သူနဲ့ဖိနှိပ်ခံရသူရှင်လာတယ်။ဘယ်ဘက်မှာရက်လဲ။တေချာတာကအတ္တမတို့ဖိနှိပ်သူတို့ဆိုတာအာချိသူတွေမှလုံနိုင်တာ။ဒါကြောင့်သူတို့ဘက်ကရက်ရင်နမေသာဆိုးမှာလူသက်သာမဲချမ်းအောင်ချမ်းသာနိုင်သေးတယ်။ဓမ္မဘက်ကရက်ရင်တော့ဖိနှိပ်ခံရသူဘက်ကရက်ရင်တော့ကိုယ်ပါရောပြီးဒုက္ခရောက်သွားနိုင်တယ်။လောကြီးအရာ ကောင်းဆိုးကျိုးပြစဉ်းစားပြီးရွေးချယ်ရင်ဘယ်ဘက်ကရက်တင်နေဆိုတာလွယ်လွယ်ကလေးရဲ့တို့ပဲမဲ့အခါခတ်တိုင်းအဲ့ဒီလို အရှုံးမြတ်တွက်ပြီးပဲစဉ်းစားနေလို့မရဘူးဘဝဆိုတာရောင်းကုန်မဟုတ်ဘူးတိတ်ရခဲ့တဲ့အရာအဲ့ဒီအခါကိုပါကိုတံပိုးထားတာလဲဆိုတဲ့အချက်တွေနဲ့ချိန်တိုးစဉ်းစားကြည့်ရတယ်ငါအာဓမဘက်ကရက်ရင်ငါ့ကိုငါလေးစားနိုင်အောင်မသိကြလားငါအတွက်ပဲငါကြည့်ရင် လက်ပြလုံးမသေးကြလားလက်ပိုက်ကြည့်နေရင်ရောပြောင်းမသေးကြရဲ့လားသူများတွေအာတမဘက်ကရက်လို့လက်ပြမလုံးဘူးလဲထင်မနေနဲ့လုံးနေဘာလို့ဆိုတော့သူတို့ရဲ့တံပိုးထားမှုကငွေကြီးယာထူးအာနာကိုတကူစားချမ်းသာဖို့ကိုမိသားစုကောင်းစားဖို့ဒါတွေဖြစ်နေတာကိုအဲ့ဒါသူတို့ကိစ္စကိုကိစ္စကကိုယ့်ရဲ့တံပိုးထားမှုပေါ်မူတည်ပြီးရွေးချယ်မှုတွေလုပ်ဖို့ပဲ။ ့လိပ်ပြာကိုလုံဖို့သာအရေးကြီးတာပဲဒါဆိုသူများဘာလုပ်တယ်မလုပ်ဘူးဆိုတာအရေးမကြီးတော့ဘူးခရုလည်းမဆိုင်တော့ဘူးနှိုင်းလည်းမရှင်တော့ဘူးကို့လန်းကိုဖြောင်းဖြောင်းတန်းတန်းရှောက်သွားနိုင်လိမ့်မယ်သို့တော်လည်းပဲလူများစုမှာကတချောင်းနဲ့တော့စိတ်ရှိဖို့ခက်တယ်ပြောချင်တာကအမှန်တရားဘက်ကယက်တီသနာသိပေမဲ့ငွေကြီးတော့အဆင်ပြေချင်တာပဲပညာရေးလဲဆုံးခန်းတိုင်ချင်တာပဲ ။ခင်များတွေအောင်မြင်ကြီးပွားနေတာတွေ့တော့လေ။ကိုကိုကိုနောက်ကျနေပြီထင်မိတာပဲ။အဲ့ဒီမှာတဲ့ကိုရဲ့ပျော်ရွှင်မှုကလုံးပါပါလာတော့တာ။နောက်ကျောင်းပြန်မလဲတာ။ဘယ်တော့ဖြစ်ဖြစ်လဲဒီရွေးချယ်မှုကိုပဲပြန်လို့အောင်မှသိကြပါမယ်။ကိုဘွားကိုမကြေနပ်တော့ဘူး။မကြိုက်တော့ဘူးဖြစ်လာတတ်တယ်။အဲ့ဒီမှာမှမိဘနဲ့ပတ်သက်လာရင်ငါတာဝန်မကျေဘူး။သားသမီးနဲ့ပတ်သက်လာရင်လည်းငါမိဘတာဝန်မကျေဘူး။ငါကြောင့်ငါသားသမီးတွေဘယ်လိုထိခိုက်ရပြီ ဒီလိုအတွေ့တွေပါဝင်လာရင်ပူဆိုးပါလေရောအဲ့ဒီအခါခဏလေးဖြစ်ဖြစ်နားလိုက်ပြီးတိတ်ဆိတ်တဲ့နေရာကလေးမှာကိုကိုရင်းကအတန်ကိုပြန်နားထောင်ဖို့လိုတယ်ကိုရဲ့စံတန်ဘိုးတွေကိုပြန်ရှာဖို့ရှင်းလင်းအောင်လုပ်ဖို့လိုလာမယ်ကဘာကြီးကစဉံလုံးနေလေမင်းဒီလိုဖြစ်တဲ့နော်ဘဝဆိုတာမင်းဒီရွယ်ဆိုရင်တော့ဒီလိုဖြစ်နေသင့်ပြီနော်ဘဝဆိုတာဒီလိုလေးမှတင့်တယ်တာမင်းမိဘကိုငဲ့အောင်လေး မင်းသားသမီးတွေကဘလို့ဖြစ်နေပြီစသဖြင့်တစ်ချိန်လုံးပြောနေကြတယ်ပုံသွင်းနေကြတယ်လွှမ်းမိုးဖို့စူးစမ်းနေကြတယ်ဒီတော့ကိုပါဖြစ်ချင်လို့ဖြစ်ချင်မှမသိတော့ဘူးအတန်တွေစုညံပွက်လောရိုက်နေတယ်ဒါကြောင့်ပြန်ပြီး reflect လုပ်ဖို့ clarify လုပ်ဖို့လိုအပ်တာပါအတန်နေရှင်းသွားပြီတဲ့အခါ အတွေးတွေလည်းရှင်းလာမယ်ဆက်လျှောက်ရမယ့်လမ်းတွေကလည်းရှင်းလာပါလိမ့်မယ် ကိုပါဖြစ်ကျင်နေဆိုတာသိပြီးအဲ့ဒီအတိုင်းဖြစ်အောင်နေနိုင်သူတွေကပျော်ရွှင်ရပါတယ်။လူများတို့ကကောင်းတာမကောင်းတာထိခိုက်တာမထိခိုက်တာတော့တကနာပေါ့။ကိုပါဖြစ်ကျင်နေသိပေမဲ့ဖြစ်အောင်မလုပ်နိုင်သေးသူတွေကလည်းမပျော်ရသေးသည့်တိုင်အောင်လမ်းကြောင်းပေါ်တော့ရောက်နေတယ်လို့ပြောရမယ်။လောကမှာမပျော်ရွှင်ရဆုံးကတော့ကိုပါကိုတန်ဖိုးထားတယ်ကိုမသိတဲ့သူတွေသူများတွေထဲပေးလိုက်တဲ့ ဆန်တန်ဘိုးတွေနဲ့ရောထွေးနေတဲ့သူတွေကိုယ်ဆန်တန်ဘိုးတွေနဲ့တွေ့ဖိပြီးရှင်တန်နေရတဲ့သူတွေပဲဖြစ်ပါတယ်ဒေါက်တာဖြူတီဟာ26ရက်6လ2025